အမှုတော်ဆောင်တဦးဦးကိုဝိညာဉ်ဖခင်လို့ခေါ်တဲ့သလားဝိညာဉ်ဖခင်လို့အခေါ်ခံရတဲ့သူတမန်ကျမ်းစာမှာကျွန်တော်မတွေ့ရဘူးသို့တော့ဝိညာဉ်ရေးဖခင်ဖြစ်ခြင်းကိုဖော်ပြထားတဲ့ကျမ်းချက်တချို့ကိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့ဒီကျမ်းချက်တွေထဲကတချို့ကိုဖော်ပြရရင် တိမောသေဩဝါဒစာပရမဆောင် အခိုင်တအခန်းငယ်နှစ်မှာ တမန်တော်ပေါလုကတိမောသေကို ူ့ရဲ့ဝိညာဉ်သားအဖြစ်အခုလိုပြောထားပါတယ်။ငါပေါလို့ဒီယုံကြည်ခြင်းအားဖြင့်ငါသားစစ်ဖြစ်သောတိမောသေးကို ကြားလိုက်ပါ၏။ကောရိန္သုဩဝါဒစာပရမစာအခိုင်းလေးအငယ်14ကနေ15မှာလဲပေါလို့ကကောရိန္သုမြို့ကယုံကြည်သူတို့ကို သူ့ရဲ့ဝိညာဉ်သားအဖြစ်အခုလိုပြောထားပါတယ်။တင်တို့ဒီရှက်စီခြင်းဟာဤသူငါရေးသည်မဟုတ်တင်တို့ကို ချစ်သားကဲ့သို့မှတ်၍တတိပေဤတင်တို့တွင် ခရစ်တော်၏အကြောင်းကိုတင်ပေးသောဆရာတထောင်ရှိညာတော်လဲအဘအများမရှိဧဝံဂေလိတရားအားဖြင့်ငါသည်တင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစေပြီတမန်တော်ပေတရုကလည်းမာကုကိုငါသားမာကုလို့ခေါ်ပါတယ်တမန်တော်ယောဟန်ကလည်းသူအုပ်ထိန်းနေတဲ့အသင်းတော်ကယုံကြည်သူတို့ကို ချစ်သားတို့လို့ခေါ်ပါတယ်။တမန်တော်ယောဟန်တမန်တော်ပေတရုနဲ့တမန်တော်ပေါလုတို့ကအေးဝံကလေးတရားကိုဟောပြောဝင်ခဲ့ပြီးသူတို့ဟောပြောဝင်ခဲ့တဲ့အေးဝံကလေးတရားအပြင်ယေရှုခရစ်တော်ကိုယုံကြည်လာကြတဲ့သူတို့နဲ့ဝိညာဉ်ရေးမှာသူတို့ပြုစုစောင့်ရှောက်တဲ့အသင်းတော်ကယုံကြည်သူတို့ကိုသူတို့ရဲ့ဝိညာဉ်သားသမီးများအဖြစ် ပြောဆိုကြပေမဲ့အဲ့ဒီယုံကြည်သူတို့ကတမန်တော်တို့ကို တို့ရဲ့ဝိညာဉ်ဖခင်အဖြစ်ခေါ်ထားတဲ့အကြောင်းဘယ်ကြမ်းချက်မှမှကျွန်တော်မတွေ့ရပါဘူးအခုခေတ်မှာခရိယန်အချို့ကဝိညာဉ်ဖခင်ဝိညာဉ်မိခင်ဆိုတဲ့အတုံးနှုံးကိုသုံးလက်ရှိကြပါတယ်အဲ့ဒါတမန်ကျမ်းစာနဲ့မညီဘူးကနဦးအသင်းတော်ကယုံကြည်သူတို့ကခရစ်တော်ရဲ့တမန်တော်တို့ကို သူတို့ရဲ့ဝိညာဉ်ဖခင်အဖြစ်ခေါ်ဆိုခြင်းမရှိဘူး မဿဲအခိုင်း23အခန်းငယ်6မှာတခင်ယေရှုကတပည့်တော်တို့ကိုအကုလိုတုံတင်ထားပါတယ်။မြေကြီးပေါ်မှာအဘဲသူကိုမြအဘဟူ၍မခေါ်ဝေါ်ကြနဲ့။ကောင်းကင်ဘုံ၌တင်တို့အဘတပါတီရှိတော်မူ၏။ယေရှုခရစ်တော်ကကျွန်တော်ရဲ့မွေးဖခင်ကိုအဘလို့မခေါ်နဲ့လို့တားမြစ်နေတာမဟုတ်ပါဘူး။ဝိညာဉ်ဖခင်အဖြစ်ဘယ်လိုသားကိုမှ မခေါ်ရဘူးလို့တားမြစ်တော်မူခြင်းဖြစ်ပါတယ် တင့်ရဲ့ဝိညာဉ်ရေးရာတမာတရားရဲ့အရင် အမြစ်အဖြစ်ဘယ်လိုသားကိုမှ မထားရဘူးတင့်ရဲ့ဝိညာဉ်ရေးဆိုင်ရာအခွင့်အာဏာရှိတဲ့သူအဖြစ်ဘယ်လိုသားကိုမှမထားရဘူးလို့ယေရှုခရစ်တော်ကသွန်သင်တော်မူခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကောင်းကင်ဘုံ၌တင်တို့အဘတပါတီရှိတော်မူ၏လို့ယေရှုခရစ်တော်ကကျွန်တော်တို့ကိုပြောပြထားပါတယ်။ တခင်ယေရှုခရစ်တော်ရဲ့တုံတင်တော်မူချက်ကိုလွန်ဆန်ပြီးလူသားတဦးဦးကိုတင့်ရဲ့ဝိညာဉ်ဖခင်ဒါမှမဟုတ်ဝိညာဉ်မိခင်အဖြစ်ခေါ်ရင်အဲ့ဒါအပြစ်ဖြစ်တယ်ဝိညာဉ်ဖခင်ဒါမှမဟုတ်ဝိညာဉ်မိခင်အဖြစ်အခေါ်ခံရတဲ့သူကလည်းဖယားတခင်နေရာကိုလွတ်နေတာဖြစ်တဲ့အတွက်အပြစ်ရှိတယ်သမချမ်းစာမှာဖော်ပြထားတဲ့ခရစ်တော်ရဲ့အမှုတော်ဆောင်များကိုခေါ်ဝေါ်တဲ့အတုံးအနှုံးတစ်ခုကတော့တမန်တော်ဖြစ်ပါတယ် ခရစ်တော်ကအပြစ်ရှိတဲ့လူတို့အတွက်မိမိအသေးခံခြင်းသေခြင်းကနေထမြောက်တော်မူခြင်းအကြောင်းကိုသက်သေခံဖို့နဲ့ဓမ္မတိချမ်းကို ရေးဖို့တမန်တော်ပေတရုတမန်တော်ယောဟန်တမန်တော်ပေါလုနဲ့အခြားသူတို့ကို တမန်တော်အရာမှာရွေးချယ်ခန့်အပ်ထားပါတယ်အခုခေတ်မှာခရစ်တော်ကပေတရုယောဟန်ပေါလုနဲ့အခြားတမန်တော်တို့ကိုဆက်ခံမဲ့သူ တမန်တော်ယာထိုးအတွက်ဘသူကိုမှရွေးချယ်ခန့်ထားတော်မူခြင်းမပြုတော့ပါဘူးတမန်တော်တို့ခက်ကနေဒီနေ့တိုင်အောင် ခရစ်တော်ရဲ့အသင်းတော်ကို အုပ်ထိမ့်မဲ့သူတို့ကို Bishop ဒါမှမဟုတ်သင်းအုပ်လို့ခေါ်ပါတယ်ကြမ်းချက်တချို့ကိုကြည့်ရအောင်ပါတမန်တော်ဝတ္ထုအခိုင်း14အခန်းငယ်23မှာတမန်တော်ပေါလုနဲ့သူ့ရဲ့လှုပ်ဖော်ဆောင်ဖက်ဘာနာဘကအသင်းတော်ကို ခရစ်တော်ရဲ့အောက်ဆိုးမှုအောက်မှာအုတ်ထိမ့်မဲ့သင်းအောက်များကိုခံထားတဲ့အကြောင်းကျွန်တော်တို့တွေ့ရပါတယ်။တိမောသေဩဝါဒစာပရမဆောင်အခိုင်၃အခန်းငယ်၁မှာလဲသင်းအောက်နောက်တနည်းပြောရရင်ဘိရှော့အရာကို တောင်းတသောသူသည် ကောင်းသောအမှုအရာကို တောင်းတသည်ဟူသောစကားသည်မှန်သောစကားဖြစ်၏။ကိုရင့်သူဩဝါဒစာပရမဆောင်အခိုင်၁၂အခန်းငယ်၂၈အရာအသင်းတော်မှာအမှုတော်ဆောင်အဖြစ်ဖယားသခင်ခံထားတော်မူသော ဆရာများတင်းထုပ်များလည်းရှိတဲ့အကြောင်းကျွန်တော်တွေ့ရပါတယ်။အသင်းတော်မှာဖယားသခင်ခန့်ထားတော်မူသောတင်းအုပ်ဘစ်ရှော့ဆရာများတင်းထုပ်များကိုဝိညာဉ်ဖခင်အဖြစ်ခေါ်ဝေါ်ခြင်းလုံးဝတမချန်စာမှာမတွေ့ရပါဘူး။ဒါကြောင့်အခုခေတ်အသင်းတော်မှာအမှုတော်ဆောင်များဖြစ်ကြတဲ့တင်းအုပ်ဘစ်ရှော့ဆရာများတင်းထောက်များကိုတမန်တော်လို့မခေါ်သင့်ပါဘူး။ ဝိညာဉ်ဖခင်ဒါမှမဟုတ်ဖာသာလို့လည်းမခေါ်သင့်ပါဘူးတမန်ကျမ်းစာမှာဖော်ပြထားတဲ့အတုံးနှုံးအတိုင်းသင်အုပ်ဒါမှမဟုတ်ဘီရှော့ဆရာသင်ထောက်စသည်အဖြစ်ခေါ်သင့်ပါတယ်သင်အုပ်ဒါမှမဟုတ်ဘီရှော့ဒါမှမဟုတ်အမှုတော်ဆောင်တူဦးကိုသင်ရဲ့ဝိညာဉ်ဖခင်ဒါမှမဟုတ်ဖာသာလို့ခေါ်ရင်ယေရှုခရစ်တော်တားမြစ်ထားတဲ့အချက်ကိုချိုးဖောက်နေတာဖြစ်တယ် ဝိညာဉ်ဖခင်ဒါမှမဟုတ်ဖာသာလို့အခေါ်ခံတဲ့သူဟာလဲယေရှုခရစ်တော်ရဲ့တားမြစ်တော်မူချက်ကိုချိုးဖောက်တဲ့သူဖြစ်တယ်။ယေရှုခရစ်တော်ရဲ့တားမြစ်တော်မူချက်ကိုချိုးဖောက်ခြင်းဟာ အပြစ်ဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ယေရှုခရစ်တော်ကမြေကြီးပေါ်မှာအဘယ်သူကိုမျှအဘဟူ၍မခေါ်ဝေါ်ကြနဲ့ကောင်းကင်ဘုံ၌သင်တို့အဘတပါတီရှိတော်မူ၏လို့တုံသင်တော်မူသောကြောင့်ဖြစ်ပါတယ်။ အခုခေတ်အသင်းတော်မှာအမှုတော်ဆောင်များဖြစ်ကြတဲ့အသင်းအုပ်များဘိရှော့များဆရာများသင်းထောက်များကယေရှုခရစ်တော်ကမိမိရဲ့တမန်တော်တို့နဲ့ပရောဖက်များအားဖြင့်ရေးသားဖော်ပြထားပြီးပြီဖြစ်တဲ့ဓမ္မသစ်ချမ်းထဲကယေရှုခရစ်တော်ရဲ့တမန်တရားကိုတွင်တင်ပြသရမယ်ယေရှုခရစ်တော်ရဲ့အစေခံကြုံများသာဖြစ်ပါကြောင်းတင်ပြလိုက်ပါတယ်အားလုံးအပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေ